နားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအလုံးကိုကျမတို့ရဲ့မဟာနွေ audio book channel ကနေပြန်လည်ကြိုးဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူကိုပိုင်ရေးသားထားတဲ့တန်ရုံးစဉ်အားမန်ဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရစေ။ဒီဇာတ်လမ်းလေးကတော့1998ခုနှစ်ဩဂုတ်လကယုဏမဂ္ဂဇင်းမှာရေးသားတင်ဆက်ထားတာပဲဖြစ်ပါရစေ။ပရိသတ်များရှင်ဇာတ်လမ်းလေးမစတင်ခင်ကျမတို့ရဲ့ channel ကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့မမေ့ပါနဲ့နော်။ ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနောက်ဆက်မှုအတွေ့ဇလန်လေးကိုခုပဲစတင်ပေးလိုက်ပါတော့မယ်။တန်ရုံးစဉ်အာမန်စိမ့်စုစုတောအုပ်လေးကိုဖြတ်တန်းခဲ့ကြရင်တောစိမ့်ဖြစ်တာကြောင့်ချမ်းစိမ့်စိမ့်ခန်းစားရရင်တဖာလုံးခန်းဆက်လျှောက်ခင်းရပြီးတာနဲ့လဲပြုတ်နေတဲ့ဝါးပစ်နဲ့တွဲရိုက်နေတဲ့ဝါးပစ်များနဲ့စင်ကြီးလက်လက်ဆက်ဆက်တွေတွေ့ရကြောင်းလေးမဝေးတော့တဲ့နေရာမှာစင်စကန်ရှိမှဖြစ်ကြောင်းအတက်သိလိုက်တဲ့ကျွန်တော်နဲ့လင်းမျက်လှိုင်ကစကားတပြောပြောနဲ့ရှောက်လာခဲ့ကြရရှေ့တူယူမှာ ကရင်လူလက်ပိုင်းပြောက်တုတ်ချေတင်လာသည်ဖြစ်၍ကျွန်တော်တို့နားလျှောက်လာ၏ခွားစုံ၏စေစကားဝေးသေးလားလင်းမြက်လိုက်ရမေးလိုက်တယ်အေးရှေ့နောက်မှာမဝေးတော့ဘူးဖြေနေရင်ကျွန်တော်တို့နှစ်ယောက်ကိုတေးတေးချာချာစူးစမ်းကြည့်ပြီးဆက်ဆက်ဆူဆူပြန်မေးလာ၏နင်းတို့ကိုဘယ်သွားကြမလို့တော့အမဲပြေးထွက်လာကြတာလားငါတို့စင်နေစက္ကန်းသားမှာဆက်တွေတအားပေါ်တာပဲဝေးဟုတ်လားဒါနီခွားစုံကဒီစင်စက္ကန်းကပဲလားဟုတ်တယ်ဘာကိစ္စရှိလို့လဲ တို့ကြောင့်ကျွန်တော်ကဒါဖြစ်ရင်အဲ့ဒီမှာပါတီစံချိုင်တယောက်ရှိလားမေးလိုက်တယ်ရှိတယ်ရှိတယ်ငါတို့တတိစင်ပိုင်ကြီးပါတီစံချိုင်ကိုပြောတာထင်နေဒီကနေ့ရောက်လာမယ်သူ့ရဲ့ဧည့်သည်တွေဆိုတာနင်းတို့များလားတော်တော်ရှေ့နားမှာနေစင်စကန်းရှိတယ်မဝေးတော့ဘူးပြောပြီးတော့ရှေ့ခရီးကိုဆက်သွားရင်သူပြောတဲ့အတိုင်းဆယ်မီနဲ့ခန်းရှောက်ခဲ့ကြပြီးတော့ပါတီစံချိုင်ရဲ့စင်စကန်းကိုရောက်လာခဲ့ကြရင်ရောက်ရောက်ချင်းပဲပါတီစံချိုင်တဲခင်းနဲ့ဆက်သားချောင်းနဲ့အားပါတရားစားလိုက်ကြရင် ဆရာလေးတို့အခုမှပေါ်လာကြတော့နေပါတီစံချိန်ကပြောလာသေးကြောင်းဟုတ်တယ်ပါတီကိုလင်းကလည်းကုမ္ပဏီတစ်ခုမှဝင်လုပ်နေရလေဒီတော့ကျွန်တော်တို့နှစ်ယောက်ကလည်းမစုံပြတ်ကြတော့ဘူးလွန်ခဲ့တဲ့တလလောက်ကဂျပန်ကနေကိုလင်းပြန်ရောက်လာပြီးကျွန်တော်နဲ့စုံကြတော့တောဆောင်လေးတွေစားချင်နေညောင်ချေးကားလေးလုံချင်နေဆိုတော့နေပါတီစီကိုစာလန်းရေးပြီးတော့မှားလိုက်ရတာပဲပေါ့ကျွန်တော်ကကြိုးကြောင်းကိုပြောလိုက်တယ်ဟေးငါလဲဆရာလေးစာရရချင်းဒီကနေလာစောင့်နေရပြီ ဒီမှာလဲတက်ထုတ်လုပ်ငန်းပြီးတော့မှဆိုတော့အတော်ဖြစ်သွားတာပေါ့အေးစစ်စစ်ပဲမှန်လားဒီစကန်းကနေအထက်ပိုင်းနည်းနည်းတက်လိုက်ရင်ဇေယျလေးတို့ပြည့်ချင်တဲ့မြောင်မင်းရှည်တွေတအားပဲစိတ်ကြိုက်တာပြစ်ပြီးညောင်ချေးကလှုပ်ရသွားကြတော့ပါတီဆန်ချိုင်ရဲ့စကားဆုံးတာနဲ့သူရဲ့သားကြီးစောအီဒီယာဒီနာတော့အိမ်မှာဆက်တွေတအားပေါ်တာပဲဇေယျလေးတို့ရောက်တာနဲ့အတော်ပဲစင်စကန်းသိမ့်ပြီးမြို့ပြန်ရင်ဆက်သား၆တွေအများကြီးရေသွန်းလို့ရှာရင် ဝင်ပြောတိကျောင်းလေမျက်လှိုင်က စောရီတီကိုပြောရကြည့်လိုက်တယ်။လမ်းမတွေရဲ့လူတယောက်ကလည်းစက်တွေတိတ်ပေါ်တယ်လို့ပြောတယ်။ပြစ်ပေးပါမယ်ကွာ။ပြောလိုက်တဖြင့်သူကကျေနပ်ပီတီဖြစ်သွားတယ်။ဟာဟုတ်ပြီညနေကိုသွားကြမယ်လေ။ဟိတ်ကောင်အေးပြီ။လူကြီးတွေခုမှရောက်တာ။အေးလူလူနားပါစီရော။သွားသွားစမ်းကွာ။မင်းစင်ကလေးရေးချပေးအောင်။ပါတီစံကြံကဟောက်လန်းလိုက်တော့ကျွန်တော်တို့နားထသွားတယ်။ပါတီသားတော်လူပြိုပေါင်းဖြစ်နေပြီ။ဒီကောင် စေဦးစည်းတော်ဖြစ်နေပြီ။ ါတီဆန်ချန်ကခုံယူဝင်ကြပြောလေပြီးမှကဲကဲစားကြပြီးရင်ရေမိုးချိုအနာယူတရေးလောက်အိတ်လိုက်ကြမနေ့ပြန်မနေ့ဆော့ဆော့မြောက်ပြေးထွက်ကြတာပေါ့ပြောလာသေးရောကျွန်တော်တို့နှစ်ယောက်ကခေါင်းညိတ်အသေးမှပြုတ်လိုက်ကြရင်စားတော့ပြီးတာနဲ့ရေမိုးမချိုတော့ပဲခရီးပန်းလာသေးဖြစ်၍လဲလျောင်းနေစီဂရက်ကိုစီးလက်ကြားညှပ်၍စီးစိမ်ရှိရှိအနာယူကြတယ်ထိုးသွေးလဲလျောင်းစီဂရက်တောက်နေ တောင်တောင်အီအီစဉ်းစားနေရင်ကမေးခနဲ့တစ်ချက်ဖြစ်သွားတယ် အိပ်ပျော်သွားပါရဲ့ညီမကြာကြာအိပ်ပျော်သွားတယ်မသိချင်စင်ခလောက်တန်းတရွန်းတန်နေတချွန်ချွန်နဲ့စင်အော်တန်ကြောင့်လည်းအိပ်ပျော်နေရမှာစိုက်ကနေလို့လာတယ်တနေ့တာလုပ်ငန်းခွင်ဝင်နေကြတဲ့စင်တွေပြန်ရောက်လာခြင်းလည်းဖြစ်ပါရဲ့စုညံသောအတန်များနဲ့စေရွေအိရွေများတာကြောင့်လည်းစကန်တဲမြင်းမြန်းကနေဂျရင်ပေါက်ကနေပြီးလမ်းကြည့်မိလိုက်တော့အင်မတန်လှပတဲ့ရှုခင်းကိုတွေ့လိုက်တဲ့ရေခမ်းစပြုတ်နေတဲ့ငမိုးကြီးချောင်းတွင်ရှင်နေပိုင်းနေရာမှာ ဆင်များကိုရေးချပေးနေတဲ့မြင်ကွင်းကတော့တမျိုးလဲလှပါလေ။ကြောင်တစ်ပတ်ကစိမ့်စိမ့်ဆိုးဆိုးတော့တွဲမှပြန်လွတ်လာတဲ့ကျင်းငယ်သားရကရဲ့ချက်လိချက်လိအောင်မြင်တဲ့ကလည်းနဝင်ပြားရှိလာပါလေ။သို့ကြောင့်တောတောင်တဘာဝအလှအနှဲ့တက်တွေနဲ့ကင်းကွာနေကြတဲ့မှာဇာဝေဖြစ်ကြသောတော်ဝါကြီးခန်စားမိရဲ့ရှိုးစင်လည်းမြက်လိုက်ကကျွန်တော်ရဲ့နာကိုရှောက်လာတယ်။ဟိုမှာကြည်စန်းကိုပိုက်စင်သားပေါက်ကလေးချစ်စရာလေးရောလာတီချောင်းသူညွန်ပြရအောင်လှမ်းကြည့်တယ်။ စင်မိုင်းတစ်ကောင်က လူတယောက်ပေါင်လဲခန့်ရှိတဲ့ခြောက်ထဲမှာလဲလျောင်းနေတယ်။စင်ဦးစီးတယောက်ကထိုစင်မကိုရေပက်ဖြန်းပြီးတော့တိုက်ချက်စေးကြောပေးနေတယ်။စင်သားဘောက်ကလည်းထိုစင်မရဲ့အနားကိုပြေးပြီးတော့ပွက်ကတီးကလှုပ်လိုက်ခြောက်ဆက်ကိုပြန်ပြေးသွားလိုက်နဲ့စော်ကစားနေသည်ကိုဆွေစုံစင်မကြီးတစ်ကောင်ကသူ့ရဲ့နှမောင်းနဲ့ရေကိုဆုပ်ယူပြီးစင်ဘောက်ကလေးကိုမှုတ်ပြီးတော့ပက်ဖြန်းပြီးထိုမြင်ကွင်းကိုကြည်ချင်းအားဖြင့်စင်ဦးစီးရေဖြန်းပြီးတော့တိုက်ဆွပေးနေတဲ့ ဆင်မကြီးကဆင်ပါကလေးရဲ့မိခင်ဖြစ်ပြီးဆွဲစုံဆင်မကြီးကတားထိုင်းဆင်မဲဖြစ်ကြောင်းသိလိုက်တယ်။ဆင်တွေကဇက်မြင့်တဲ့တရဝါတွေဖြစ်ကြရင်ဆင်မတကောင်တားပေါက်ပြီးတရရဲ့နှုတ်ကြောင့်တိုက်ကျွေးုံမှလွဲမှုတားသမီးအပေါ်ဘာမှလှုပ်ပေးခြင်းမရှိပါကြည်။ထုတ်တားပေါက်ကိုအရွယ်ရောက်တဲ့အချိန်လိုက်လံထိန်ချောင်းပေးနေသည်မှာတားထိုင်းဆင်မပဲဖြစ်တယ်။ထုတ်တားထိုင်းဆင်မကဆင်ပေါက်ကလေးကိုအင်မတန်ချစ်ပုံရည်ပွက်သက်ချော့မြုံနေကြည်နူးစရာပင်ဖြစ်ပါတယ်။ မိခင်တက်ပင်ပုံရိပ်ခရူးဆိုင်ပုံရှာရင်တော်ရိုင်းစင်တာအုံနဲ့ဆိုရင်သားပေါက်စင်ငယ်လေးပါပါရရင် ထိုးစင်အုံမှာအကြောက်ရဆုံးမှာသားထိတ်စင်မတွေဖြစ်ပါရင်ထိုးသားပေါက်စင်တွေကိုအန္တရာယ်တစုံတရာပေးလာမယ်ရန်သူမှန်တဲ့မြကို ထိုးသားထိတ်စင်မကပဲကာကွယ်ဆောက်ရှောက်ပေးတဲ့တိတ်တဘာဝကအဲ့ဟုတ်ပဲဖြစ်တဲ့ကျွန်တော်နဲ့လင်းမြက်လိုက်ထိုးစင်သားပေါက်ကိုကြည်နူးစွာနဲ့ကြည့်မိတဲ့ထိုးစင်ဆရာလေးတို့နိုးပလားကဲကဲကဲရေချိုးဘူးရင် ွက်သားတာလဘောချက်တာရင်းညီတိချိန်ကကျွန်တော်တို့နောက်ရောက်နေရင်မသိတဲ့ဖထီဆန်ချိန်ပြောတဲ့အတန်းကြောင့်လေးထိုကြီးနူးဖွယ်မြင်ကွာဖဲခွာရင်။အော်ဖထီဆန်ဟိုမင်းစင်သားပေါက်လေးကိုကြည့်ရင်ကြီးနူးမိတယ်ဗျာ။ကျွန်တော်ကပြောလိုက်တယ်။ဟုတ်တယ်ဆရာလေး။အဲ့ဒီကောင်လေးကသိတ်ကိုချစ်စရာကောင်းတာ။သားထိုင်းစင်မကလေးတခြားသားထိုင်းနေလို့မဟုတ်ဘူး။ကောင်လေးကိုတအားခေယူဆိုင်တယ်အင်မတန်တန်ရုံးစင်ကြီးပြီးချက်ခင်မုံရှာပါတယ်သူ့တခင်ကိုတောင်မ တခါတလေစင်သားပေါက်လေးနဲ့ပတ်သက်ပြီးရမ်းမှုခြင်းနေတယ်ဘလို့သားလိုက်စင်မလည်းသိပါအောင်ဗျာဖာတီစံကြိုင်ရဲ့စကားကြောင့်လေကျွန်တော်ဒီထိုစင်ဦးစီးတဲ့စင်ဦးစီးလေးတွေစိုးရိမ်မှုဖြစ်ရတယ်ဒါဆိုရင်လေစင်ဦးစီးလေးကိုတတိဝရိယရှိကိုပြောထားပေါ့တို့တွေအနေရရှိနိုင်နေကျွန်တော်ရဲ့တတိပိတ်စကားကိုဖာတီစံကြိုင်ကအသေးမပြုတဲ့သဘောနဲ့ခေါင်းတဆတ်ဆတ်ညင်ရင်ကိစ္စမရှိပါဘူးအဲ့ဒီသားပေါက်လေးရဲ့အမေစင်ကြီးကိုသားတော်မောင်မောင်အေဘီယာစီးတာလေ သူကလည်းစင်ပေါက်လေးကိုချက်တယ်လို့သားရင်းစင်မရသူ့ကိုချက်ဖို့လို့သဘောကျပြီးတော့အမြင်လျှော့ပြီးဆက်ဆံလေးရှိတယ်။လုပ်ငန်းခွင်တော်မှာနှစ်ကောင်စလုံးပေးမစင်မှု။အော်ဖော်တီးဆန်ချိန်သားအဲ့ဒီစင်မနှစ်ကောင်ကိုထိနေစေဦးစီလား။လင်းမြက်လိုက်တအံတော်မေးလိုက်တယ်။ဟုတ်တယ်။အဲ့ဒီစင်ပေါက်ကလေးရဲ့သားရင်းစင်မကြီးရဲ့သားတော်မှစောအီဘီရဲ့ကဘလို့ရေဆက်လဲမသိပါဘူးကွာ။အင်မတန်တန်ရုံးစင်ကြီးပြီးချက်ကြတာ။ကဲကဲကဲဆရာလေးတို့ရေမိုးချိုးပြီးထမင်းစားကြမယ်။ ဝါသနာပါလို့တောက်ချင်ရင်ချစ်ရဲကောင်းကောင်းရှိလေပါတီစံကြံကကျွန်တော်တို့အနာထွက်သွားလေကျွန်တော်နဲ့လင်းမြန်လိုက်ပါတီစံကြံထွက်သွားတာနဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးအတိတ်ပဲပါပါပြောင်းလိုက်ကြရင်ညနေစာမစမီလင်းမြန်လိုက်ယူလာတဲ့အရက်ကိုစက်သားကြော်နေတောက်မြင်စကားစမီပြောကြရင်တောင်ရောက်စလုံးကုံသားတော်မှဖွက်သားနှစ်ချက်ထားတဲ့တာလဘော့ဟင်းကိုအားရပါရစားကြရင်စားတောက်ပြီးတဲ့အချိန်မှာအချိန်လဲလင်းလာပြီးဖြစ်တာကြောင့် အဲ့ရထက်မှလဲလျောင်းလိုက်ကြပြီးတက်ခဲသုံးရေဒီယိုလေးဖွင့်၍နားထောင်လိုက်ကြတော့တိုက်တိုက်ဆိုင်ဆိုင်စနေနေ့ဖြစ်ခြင်းကြောင့်အင်္ဂလိပ်စီစဉ်ပိုင်းလူကိုတက်လက်ရှုလာတာနှင့်ကျောင်းသားကြောင့်လည်းမြန်မာလူမျိုးလူငယ်တွေရဲ့လက်ဆန်တေးတန်တောင်းနားထောင်ရင်စီးစိတ်ခံစားနေလိုက်ကြရင်မြို့ပြမှာနေရမီအောင်အောင်မှာတယ်လီဗေးရှင်းကြည့်ရင်ခံစားရတဲ့စီးစိတ်တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့တဘာဝလိုက်အောင်အောင်မှာ secret phone ဆိုင်ရင်ရေဒီယိုသေးတဲ့နားထောင်ရတဲ့စီးစိတ်ကို ကျွန်တော်တို့နှစ်ယောက်ကပုံရိပ်နှစ်သက်ကြရင်သူဖြင့်တနာတာကုန်လည်ခဲ့ကြရင်နောက်တနေ့မနေ့စောစောမှာကျွန်တော်လင်းမျက်လိုက်နေပါတီစံကြိုင်တော့မြောက်ပြထွက်ခဲ့ကြရင်အဓိကကျွန်တော်လိုင်းကိစ္စမြောက်ပြဖို့ဖြစ်ပါရင်မြောက်သားစားကျင်လွင်ရတော့မဟုတ်ချေမြောက်သားတီလေးစားကောင်းခြင်းတိတ်မရှိချေမြောက်ချေကလူချင်းဖြစ်ပါရင်မြောက်ချေကအင်မတန်မှွေးကြိုင်ပြီးခါတက်တက်နဲ့ချုံများလာပါရင်မြောက်ချေကဆိုသည်မှာမြောက်ရကောင်ရဲ့အစာရဲ့အကျွမ်းက ်ချေဖြက်ပြီးကျင်းညက်ပြီးအစာနှုတ်တွေကိုမိမှုပေးပြီးတော့ကြက်အောင်ချက်ထားခြင်းဖြစ်ပါတယ်။သူကြီးတက်တက်စားရမဟုတ်ချေလက်ဖက်တုပ်ထဲမှာအနေငယ်ထဲတုပ်စားရင်အသားဟင်းလျာတွေချက်တဲ့အခါမှာလေအနေငယ်များရောဆက်ခြင်းဖြင့်အင်မတန်မွေးကြိုင်ပြီးချိုးတော်အရလာထူဖြစ်စေတယ်။မြောက်တရတဲ့ဦးတဲ့ဖူတွေအစုံစားခြင်းကြောင့်စေဘဝင်လဲဖြစ်တဲ့ပတ်ဆက်ရှိလို့ဝယ်စားရရနိုင်သောအရာလည်းမဟုတ်ချေတောတောင်နဲ့တောင်းလာပြီးနှက်ဆက်သူများလာလျင် စာဝူချင်းသိချင်းဖြစ်ပါရင်ထိုစာလူတွေကိုကျဲအောင်ချက်ပြီးမြေမြကြကြထားရရှာရင်ကျဲရရေးဆိုတာသူကြီးတက်တက်ကျဲရတယ်ဖြစ်တဲ့ဘာမျှထည့်ပြီးတော့ချက်စရာမလိုကြီးကျွန်တော်တို့နှစ်ယောက်ကတောစာတွေစာဝူရေးတဲ့ညောင်ချေကားကိုလိုရင်ညောင်ပြည့်ဖို့ဦးစားပေးခဲ့ခြင်းကြောင့်လေပါတီစောစံကြောင့်ရဲ့လက်ညှိုးမှုနဲ့မြောင်မီးရှိတွေပေါ်တဲ့အထက်ကိုခက်စောစောထွက်ခဲ့ကြရဖြစ်တဲ့စင်စကန်းထွက်မှာ လမ်းမှာစောအေဘီနဲ့အတူစင်မောက်ကလေးသားမိနဲ့ တားနှိမ်ဆင်မကြီးကိုတိတ်လိုက်ကြရင်တားနှိမ်ဆင်မကြီးကဆင်မကလေးနာကတဖဝါမျှပဲခွာဟန်လို့မရှိချင်းမိခင်ဆင်မကြီးကတားဘောက်ကိုအတိမတ်ပြုတ်ဟန်မတွေ့ရချင်းထိုခရီးမှာမြောင်ညိုကြီးတကောင်လာပြည့်ခဲ့ရရင်ချုံညမှာမြောင်သားနှင့်ညနေစာစားလိုက်ကြရင်အနားယူနေကြစဉ်စင်စံခန်းတဝိုက်စူးစူးညံ့ညံ့အတန်တွေကြားလာကြောင်းလဲဘာများဖြစ်ပါလိမ့်စကန်းတဝုံးကျင်မှာဟင်းကောင်ဝင်လာလက်ရည်လားဆိုရည်တကြီးဖြစ်တာကြောင့်လဲကျွန်တော်နဲ့လင်းမြင့်နိုင်သည် ပါတီစံတိုင်းနဲ့အတူတနက်ကိုစီဆွဲကြ၍တဲပေါ်မှာကမန်းကန်ရန်ဆင်းလိုက်ကြတော့စောအေပီကမော်ဘန်ကကြီးနဲ့ကျွန်တော်တို့ထံရောက်လာရင်လာပါဦးအပါလောက်ပါဦးတောစင်တကောင်စခန်းသားရောက်လာပြီးကျွန်တော်ဆင်မဝင်တိုက်နေတယ်ဘလို့မှမောင်းထုတ်မရဘူးကဲကဲကဲဘယ်သားမလဲလာလာလာတော့ကြမင်းကျွန်တော်ကပြောလိုက်တယ်စောအေပီကလာလာလို့ဆိုပြီးရှေးကဥဆောင်သွားရနောက်တော့ကျွန်တော်တို့ပြေးလာလိုက်ကြရင်စင်စခန်းနဲ့ခက်လန်းလန်းရှေးရ ဝရောဆက်မှာစစ်နှကောင်တဲကြီးမဲကြီးတိုက်ခိုက်နေတာမြင်ရတယ်။စင်ဦးစီးတွေကအနာမကက်ရင်တံပုံးတွေတီးပြီး၆လက်ထုတ်နေခြင်းကထိုးတိုက်ပွဲကိုမရက်စမ်းနိုင်ကြချင်။စင်ဆွဲတချောင်းကျိုးတောစင်ရိုင်းနဲ့တဲကြီးမဲကြီးတိုက်ခိုက်နေတဲ့စင်သားပေါက်ကလေးရဲ့မိခင်ဖြစ်ပါတယ်။တဲကြီးမဲကြီးတိုက်ခိုက်နေတဲ့စင်နှကောင်နာတို့စင်သားပေါက်ကဘာမှမသိညာမှမသိသူရဲ့မိခင်စင်မကြီးထန်သူပြေးကပ်လိုက်တယ်။ပြေးခွာလိုက်နဲ့လုံနေတဲ့ တိုင်းစင်မကြီးကတိုက်ပွဲကြောင်းမဝင်မီတောင်းစင်မကလေးကိုတဝူးနဲ့အတန်းပြုတ်ပြီးတွန်းဖဲ့ခိုင်းနေတယ်။ကျွန်တော်နဲ့လင်မြဲလှိုင်ကအရန်တင်မောင်းတင်ပြီးတနတ်တွေကိုကန်ဆောင်ထားကြော်လေးဆွဲတချောင်းကျိုးတောစင်ရိုင်းကိုပြစ်ခတ်ခွန်မကြုံဖြစ်ရတယ်။ထိုးစင်တောစင်ရိုင်းကြီးကစင်မကြီးကိုတစ်ချက်ပြေးထုံစင်မကလေးကလည်းမိခင်စင်မကြီးနာကတ်သွားတာကြောင့်ကြုံလိုက်ပြီးတော့တောစင်ရိုင်းကြီးရဲ့ဒေါသတွေနဲ့အော်တန်နဲ့ထိုးလိုက်တဲ့တချောင်းလေးတော့အဆွဲတကားကအပြားမှာတော့ ဆင်မောက်ကလေးပါသွားပြီးတော့ငဲတဲ့ပေါင်းအော်ဟင်ရခဲဝေးဝေးကိုလဲဆင်ကြသွားတယ်။ဟောအာလုံးရဲ့နှုတ်ဖြားထွက်လာတဲ့အတန်ဖြစ်တယ်။စကန့်ပိုင်းများငိမ့်သက်သွားကြစဉ်ထိုအခွင့်အရေးကိုလက်လွယ်အဆုံးရှုံးမခံနိုင်တဲ့ကျွန်တော်နဲ့လင်းမြင့်လှိုင်းသည့်တော်ရိုင်းစင်ကြီးကိုလျှက်ရတဲ့ပြက်ပြက်လိုက်ကြရင်ကျဲလောင်တော်ရန်အပေါကွဲတန်နေအတူနာကျင်မှုကြောင့်ငဲတန်ပေါင်းအော်ဟင်ဒေါ်စင်ရိုင်းကြီးကတောဆက်တွင်သို့တရဆက်တရှုထိုးပြေးဝင်သွားတယ်။ ညာလိုက်တဲ့ဖြစ်ချင်းကြောင့်ဒါရင်းစင်မကြီးပဲဘလို့လောက်ရမှန်းမသိဖြစ်သွားရင်တိုက်ပွဲကဆုံးတက်သွားပြီစင်သားပေါက်ကလေးကတောစင်ရရဲ့ဒေါသတကြီးတိုက်ခိုက်မှုကြောင့်ဥပွင့်ပြီးတော့အသက်ဆုံးရှုံးသွားရင်ဒုစင်သားပေါက်ကလေးအသက်ဆုံးရှုံးသွားခြင်းကြောင့်လူတိုင်းစိတ်မကောင်းဖြစ်တည်တဲ့ဒါရင်းစင်မကြီးနဲ့စောအိပ်ပြီးတော့ပို၍ခံစားဝမ်းနည်းကြေကွဲခဲ့ကြတယ်နောက်တနေ့မှစင်သားပေါက်ကလေးကိုစက္ကန်းမှကောင်းမွန်စွာနဲ့မြေမြုပ်တကြိုလိုက်ကြတယ် ကျွန်တော်တို့တည်လေထိုးနေမှာညောင်ပြစ်မထွက်ကြတော့ဘူးစကမ်းမှာပဲစိတ်မကောင်းခြင်းများစွာနဲ့နားနေလိုက်ကြတယ်နောက်တစ်နေ့မှာတော့ညောင်ပြစ်ဖို့ထွက်ခဲ့တဲ့တန်းနေတာရင်းစင်မကြီးကစင်သားပေါက်ကလေးတေဆုံသွားသည့်မှာစပြီးအစာကျွေးလည်းမစားတော့ချင်းဘဲမှလည်းမတော်တော့ချင်းတမိုင်မိုင်တရွေတွေနဲ့စင်သားပေါက်ကလေးတကြိုခဲ့မြေပုံနေမှာတရွယ်ဝဲလေးလည်းလုံနေတယ်ထိုးတီကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်စင်သားပေါက်ကလေးတေပြီးဆလုံးထမြောက်နေမှာတာရင်းစင်မကြီးစကမ်းက ပြောက်ချင်မလားပြောက်သွားတည်ကြောင်းလေကျွန်တော်တို့ကစောအီဘီနဲ့အတူတာလိဆေမာကြီးကိုလိုက်စားဖို့စကမ်းထွက်ခဲ့ကြပြန်နေတရင်မှနေရတိုင်းအစာနာပြင်စာမတွေ့ချင်ဘယ်လိုထွက်သွားလိမ့်ရမသိစောအီဘီလည်းမတွေ့ကြအောင်ရှာပေးဖို့နဘူနစာလုံးနေတည်ကြောင်းကဲဟာဒီစံချိုင်ကြီးညာအိတ်ခရီးထွက်ပြီးတော့ရှာမရှာမိချင်းနေဒီတော့မှတော့ရှိပုံမပေါ့ကျွန်တော်တို့ကပြက်ခတ်ရရှိထားတဲ့ညောက်သားချောက်တွေတဲပြီးစင်ပြောင်ပြောင်ထွက်ခဲ့ကြတယ် တောတောင်နေမှာတညာအိတ်ခဲကြပြန်တော့လဲအစနာမင်းမတွေ့သေးချီငမိုးရီချောင်းဖျားတို့ပြန်ရောက်ချီပြီးငမိုးရီချောင်းဖျားမှတဖက်ရီကြတဲ့ချိန်ဖြစ်ပြီးဘကုခရိုင်စောင်းတူချောင်းဖျားတောင်းဝိုင်းမှာဆက်ရွေစားကြပြန်နေစောင်းတူချောင်းဖျားမှရှိရဲ့ပြင်းမတော်တို့ရောက်ရှိကြရင်ထိုထိတောဆက်လေးနားရှောက်မှာတဖက်တောင်ကျော်ဘက်ကဆင်အော်တန်ဆူဆူညံညံကြားရသည်ကြောင့်လေထိုတောင်ကျော်ဘော်ကိုတက်ကြည့်လိုက်ကြရင် တောင်ကျော်လေးရဲ့တဖက်အင်းပြက်ကလေးမှာ စစ်နကောင်တဲကြီးမဲကြီးတိုက်ခိုက်နေတာတွေ့ရတယ်။ထိုတိုက်ခိုက်နေတဲ့စစ်နကောင်ကတခြားမဟုတ်ကြီးကျွန်တော်တို့လိုက်ရှာနေတာလိစင်မကြီးနဲ့ဆယ်တချောင်းကျိုးစင်ကြီးပဲဖြစ်ပါရဲ့။ကျွန်တော်နဲ့လင်းမြင့်လိုင်းသည်တနံမောင်းကိုကမန်ကရန်တင်ပြီးဆယ်တစ်ဖက်ကျိုးတောစင်ကြီးကိုပြက်ခတ်ဖို့အခွင့်အရေးကိုစိတ်လျှောက်ရှားစာနဲ့စောင်းစားနေကြတယ်။တရင်ကအချိန်ကလေးမှာတာလိစင်မကြီးကဒေါသတကြီးတိုက်ခိုက်မှုကြောင့်ဆယ်တချောင်းကျိုးတောစင်ကြီးကဝုခနေတန်ကုန်ဟစ်ကျွင်ဖင်ထိုင်းသွားတာနဲ့ ထိုအခွင့်အရေးကိုကျွန်တော်နဲ့လင်မြင့်လှိုင်ကအမိရရှူလိုက်ကြပြီးတနက်မောင်းခလုတ်ကိုဖြိုင်းသူဖြုတ်လိုက်ကြရင်ထိုသည်နှင့်မလုံလောက်နိုင်လို့တွက်ဆပြီးထပ်ပြစ်လိုက်ပြန်နေဆွဲတချောင်းချိုးတောစီကြီးကဖင်ထိုင်လေကြနေရမှတစောင်းလေးကြရင်ငိမ့်သက်သွားပါရဲ့ထုံငိမ့်သက်သွားရင်ဆွဲတချောင်းချိုးတောစီမကြီးကိုတားရင်းစင်မကြီးကအတန်ကြာစူးစိုက်တွေ့ဝေးကြည့်ပါရဲ့လှုပ်ရှားမှုတစုံတရာမတွေ့ရတော့မှနာမောင်းကိုအပေါ်မြောက်လိုက်ပြီးဝူကနေအတန်ရှင်အော်ဟဲ့ပြီး ပြင်းမတော်ဟုတွင်ထားပြေးသွားပါ၏။စောဧပေသည်တပြေးစင်မကိုလှမ်းပြီးအတန်ကုန်အဟစ်ပြေးလွှား၏။စောဧပေရဲ့တန်ကုန်ကောင်းကောင်းနားရင်နေတဲ့တားလိုက်စင်မကြီးကပြေးလွှားနေရကရုတ်တရက်ရှက်လိုက်ပြီးခေါင်းလှည့်ကြည့်လိုက်စင်မပဲစောဧပေကအနားကိုထပ်ပြေးပြီးမင်းမင်းမင်းလို့အတန်ပေးခေါ်လိုက်တယ်။ပထမတော့တားရင်းစင်မကြီးကတွေ့ပြီးကြည်နေသည်ပြီးမှသခင်ကိုမှတ်မိသွားတဲ့ကြောင့်လေသူသခင်ထံသို့ပြန်လည်လာပါ၏။စောအိပ်ပြီးနောက်ရောက်တဲ့အခါမှာစင်ရဖြစ်တဲ့အလျောက် တခင်စကားနားထောင်ပြီးဝဲချလိုက်စင်ပါပဲစောဤဖီကကျွမ်းကျင်နေစင်ဦးစီးတယောက်ဖြစ်တဲ့အလျာလှွားကနေစင်ရဲ့ခေါင်းပေါ်ကိုတက်ထိုင်ပြီးဖြစ်နေတယ်ထုံမြင်ခွဲကိုကြည့်ပြီးကျွန်တော်နဲ့လည်းမျက်လှိုင်အားကျေနပ်ပီတီဖြစ်ရတဲ့ပြင်တရိတ်ဆန်မင်းတကောင်ဖြစ်လင့်ကစားမိမိရဲ့ဝမ်းနဲ့လွယ်ရမွေးခဲ့ရတော့တာမဟုတ်ပေမဲ့မိမိထိန်းချောင်းခဲ့ရတဲ့စင်ပေါက်သားလေးအတွက်တန်ရုံးစင်ကြီးစွာနဲ့တစ္ဆာရှိရှိတောင်းဝန်ကြေပြောစွာလိုက်လံကလေးစောင်းချေပေးနိုင်တဲ့တာရင်းစင်မကြီးကိုမလေးစားမနေနိုင်ဖြစ်ကြပါတော့တယ် ဟုတ်ကဲ့ပြည်သက်များရှင်စာရေးသူကိုပိုင်ရေးသားထားရင်တန်ရောစင်အားမယ်ဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးပါပြီဇလန်လေးကိုပြည်သက်တွေကြိုင်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်အဆုံးနှိလိုက်ပါပြီနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာပျော်ရှင်စရာနေတဲ့တွေကိုပိုင်ဆိုင်ပါစေလို့ဆုမွန်ကတောင်းပေးလိုက်ပါတယ်ရှင်